ရန်ကုန်တိုင်းလှဲကုမြို့နယ်ကတာနာရိတ်တာရက်ွက်မှာရှိတဲ့မြို့နယ်ကြက်ဖို့ရုံကိုမိုင်းခွဲတိုက်ခိုက်ရာအဆောင်ပြူစောထင်းများထိခိုက်မှုရှိနိုင်ပြီးရုံအဆောင်အုံလည်းပျက်စီးသွားကြောင်းရန်ကုန်အာမေရဲ့တာဝန်ရှိသူကပြောပါတယ်။ဒီဇင်ဘာ6ရက်နေ့ည9:35မိနစ်ခန့်မှာလှဲကုမြို့နယ်တာသနာရိတ်တာရက်ွက်မှာရှိတဲ့ကြက်ဖို့ပါတီရဲ့မြို့နယ်ရုံရှိအဆောင်စစ်သားနဲ့ပြူစောထီးတွေကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ြန့်ဖို့မြုတ်နေရုံပါမိုင်းနှလုံးစလုံးကွဲပါတယ်မိုင်းကပြင်းတယ်အထဲမှာပြူစောထီးတွေရှိတဲ့အချိန်တိုက်ခိုက်ခဲ့တာပါလူထိခိုက်မှုအဆောက်အုံထိခိုက်ပျက်စီးမှုရှိတယ်ဒီမနေ့သွားကြည့်တာရုံပျက်စီးနေတာတွေ့ရပါတယ်လို့ရန်ကုန်အာမီရဲ့တာဝန်ရှိသူကပြောပါတယ်လက်ကုမြို့နယ်ကြန့်ဖို့ပါတီရုံမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြုတ်လုံမဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ဦးပေါင်းပါဝင်ဆောင်ရွက်နေတာကြောင့်တိုက်ခိုက်ခဲ့ရတာဖြစ်ကြောင်းဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဘီကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျန်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်များတရားမဝင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လုက္ကိုင်နေသူများကိုဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမယ်လို့ရန်ကုန်အာမေကသတိပေးထားပါတယ်ရှင်။